်မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကဘာမှာအစောဆုံးနဲ့ပထမဆုံးဖွဲ့စည်းခဲ့ပြီးကိုမဲဖောလို့အများကခေါ်တဲ့တောင်မေဒီကတိုက်ပေါ်လုံးဖွဲ့ချုပ်အကြောင်းပဲဖြစ်ပါတယ်။နောက်ပြီးဒီဖွဲ့ချုပ်ကနေကျင်းပပေးနေတဲ့နိုင်ငံအဆင့်ပြိုင်ပွဲတွေကလတ်သင်းပြိုင်ပွဲတွေနဲ့စူပလားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိပြေးဖို့တောင်းဆိုပါရစေ။ကိုမေဘောရဲ့နာမည်ပြည့်စုံကတော့ Confederation Sudamericana di ေါ်ဖြစ်ပြီးအင်္ဂလိပ်လိုဆိုရင်တော့ South American Football Confederation တောင်အမေရိကဘောလုံးဖွဲ့ချုပ်ဖြစ်ပါတယ်။တောင်အမေရိကဘောလုံးဖွဲ့ချုပ်ကို1936ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးဘောလုံးကဘာမှာတော့တိုက်ကြီးများလိုက်အစောဆုံးဖွဲ့စည်းခဲ့တဲ့အဖွဲ့ချုပ်တစ်ခုပဲဖြစ်ပါတယ်။အဖွဲ့ချုပ်ရုံးဆိုင်ရာနိုင်ငံကတော့ပါရာဂွေးနိုင်ငံလူကီမြို့မှာဖြစ်ပါတယ်။အဖွဲ့ဝင်နိုင်ငံ၁၀နိုင်ငံရှိပြီးကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA လောက်ကဘောလုံးဖွဲ့ချုပ်တစ်ခုလည်းဖြစ်ပါတယ်။ တောင်မေဒီကဘောလုံးဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံတွေကတော့အာဂျင်တီးနာ၊ဘရာဇီး၊ဥရုဂွေး၊ပါရာဂွေး၊ချီလီ၊ဘောလီးဗီးယား၊ကိုလံဘီးယား၊ပီရူ၊အီကွေဒေါ၊ဗင်နီဇွဲလာစတဲ့ဆယ်နိုင်ငံပဲဖြစ်ပါတယ်။ အမေရိကဘောလုံးဖွဲ့ချုပ်ကနေပြီးကျင်းပပြီးနေတဲ့ပြိုင်ပွဲတွေကတော့ကိုပါအမေရိကခလာဒီပြိုင်ပွဲကတော့တောင်အမေရိကတိုင်းမှာအကြီးဆုံးနိုင်ငံအဆင့်အမျိုးသားဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပြီးဖွဲ့ချုပ်တည်ထောင်သည့်1916ခုနှစ်ထဲကစတင်ကျင်းပခဲ့တာဖြစ်ပြီးကမ္ဘာ့ဗလာဖီဘာဝေါ်ကတ်ထက်တောင်တတန်းရင်ဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။လေးနှစ်တကြိမ်ကျင်းပတာဖြစ်ပြီးအများဆုံးပိုဆွဲထားတဲ့နိုင်ငံတွေကတော့အာဂျင်တီးနားက16ကြိမ်နဲ့ဥရုဂွေးနိုင်ငံတို့က16ကြိမ်စီပိုဆွဲထားပါတယ်။လက်ရှိနောက်ဆုံးကျင်းပထားတဲ့2024ခုနှစ်ကိုပါအမေရိကဗလာချန်ပီယံနိုင်ငံကတော့အာဂျင်တီးနားဖြစ်ပြီး ီဖိုင်နယ်မှာကိုလံဘီယာကိုဂိုဂိုမရှိနဲ့အနိုင်ရပိုဆွဲထားတာပဲဖြစ်ပါတယ်ကိုပါလီဘာတာဒိုရက်လာဒီပြိုင်ပွဲကိုတော့တောင်မေဒီကတိုက်ရဲ့ UEFA ရဲ့ချန်ပီယံလိလို့တင်စားခေါ်ဝါကြပြီး1960တွေကစတင်ကျင်းပခဲ့တာဖြစ်ပါတယ်တောင်မေဒီကဖွဲ့ဝင်၁၀နိုင်ငံရဲ့ပြည်တွင်းအဆင့်မြင့်တန်းလိတွေမှာအဆင့်1 2 3ဝင်နဲ့ကလပ်သင်းတွေပဲဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အဆင့်မြင့်တန်းပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်ဘရာဇီးအာဂျင်တီးနားကလပ်သင်းတွေကအများအဆုံးပိုဆွဲထားကြပြီးဒီပြိုင်ပွဲကနေချန်ပီယံဖြစ်တဲ့အသင်းကတော့ကမ္ဘာကလပ်မလားကလပ်ဝေါ်ကပ်ကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်ကိုပါ ဆူတာအမေရိကန်နာသလားဒီပြိုင်ပွဲကိုတော့1908ခုနှစ်တည်းကစတင်ကျင်းပခဲ့ပြီးရှေ့မှာပြောခဲ့တဲ့ကိုပါလီဗာတာဒိုတိုရက်ဘလာဟက်တစ်စစ်နိုင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး UEFA Europa League နဲ့လည်းပြိုင်ပွဲကျင်းပပုံချင်းအတူတူပဲဖြစ်ပါတယ်။နောက်ဆုံးပြိုင်ပွဲတစ်ခုကတော့ Rico ပါဆူတာအမေရိကန်နာဘလာဖြစ်ပြီးကိုပါလီဗာတာဒိုတိုရက်ဘလာချန်ပီယံအသင်းနဲ့ကိုပါဆူတာအမေရိကန်နာရတဲ့ချန်ပီယံအသင်းနှစ်သင်းကရှင်ပြိုင်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ပြီးရပုံစံကတော့ UEFA Super Cup နဲ့လည်းဆင်တူပါတယ်။ ထူးခြားတဲ့အချက်အနေတွေကတော့တောင်ပရိကတိုက်ဟာကမ္ဘာဖလာဖီဘာဝေါ်ကပ်ကိုအများဆုံးရရှိထားတဲ့တိုက်ကြီးတစ်ခုဖြစ်ပြီးတော့ဘရာဇီးက၅ကြိမ်အာဂျင်တီးနားက၃ကြိမ်နဲ့ဥရုဂွေးတို့က၂ကြိမ်တို့ပဲဖြစ်ပါတယ်။ကမ္ဘာအကောင်းဆုံးဘောလုံးသမားများထွက်ပေါ်ရာတိုက်ကြီးတစ်ခုဖြစ်ပြီးပီလီမာရာဒိုနာမက်ဆီနေမာတို့လိုသာသမာကောင်းများစွာကိုမွေးပွားပေးခဲ့တဲ့တိုက်ကြီးတစ်ခုဖြစ်တယ်လို့အနုယူအလှပတဲ့အလိန်ခေါက်တွေနဲ့စံပြားတဲ့ဘောလုံးကစားဟန်ဖြစ်တဲ့စံပါဘောလုံးစတိုင်ကိုစတင်ဖန်တီးခဲ့တဲ့တိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါတယ်။အဆုံးထိကြည့်ပြီးလို့ကျေးဇူးများ 就买嘞，老便头都买，价省价美。